အမေရိကန်ရဲ့စမ်းသက်တဲ့အနာဂတ်လေကြောင်းကာကွယ်ရေးအစီအမံဖြင့်ရွှေသားအမိုးခုံဂိုရမ်ဒုံးစနစ်ကိုသမ္မတဒေါ်နယ်ထရန့်ကမိတ်ဆက်ပြသခဲ့ပါတယ်။အစစ်မြေလေကြောင်းကာကွယ်ရေးစနစ်တွေဖြန့်ကျက်ချိတ်ဆက်ပြီးအမေရိကန်ရဲ့ဝေဟင်ပိုင်နက်ကိုကာကွယ်မဲ့ဂိုရမ်ဒုံးဟာသူ့ရဲ့လက်ရှိသမ္မတတပ်တန်မကုံဆုံးခင်မှာစတင်အသက်ဝင်လာနိုင်မယ်လို့ယုံကြည်ကြောင်းထရန့်ကဆိုတာပါ။အဲ့ဒီခေတ်ရှိပြည်လေကြောင်းကာကွယ်ရေးကွန်ရက်ဟာစုစုပေါင်းဒေါ်လာ25ဘီလီယံလောက်အကုန်ကျခံတိစောက်ထားမှာဖြစ်ပြီး ဘတ်ဂျက်အစီအမံတက်မှာအဲ့ဒီအတုံးစည်းကိုထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ဂိုရမ်ဒုံဟာကဘာရဲ့တစ်ဖက်ချမ်းကဖြစ်စေအာကာသထဲကဖြစ်စေပြတ်ခတ်လိုက်တဲ့ဒုံးကြီးတွေကိုတိတိယယောက်ဂျာပြတ်ဟန်တာနိုင်မှာဖြစ်တယ်လို့ထရန့်ကမှတ်ချက်ပေးသွားပါတယ်။ဂိုရမ်ဒုံဟာအစ္စရေးရဲ့ကမ္ဘာကျော်လေကြောင်းကောက်ွယ်စနစ်ဖြစ်တဲ့အိုင်ယွန်ဒုံကိုနမူနာယူထားတာပါထရန့်ကအမေရိကန်လေပိုင်နက်စီဦးတီလာမဲ့လက်နက်မှန်သမျှကိုနေထဲမှာတင်ပြစ်ချပြစ်မှာဖြစ်ကြောင်းအမြင်မှုအလားအလာကလည်းတရားရဂိုင်နှုန်းနားထိရှိမှာဖြစ်ကြောင်းကြွေးကြော်ထားပါတယ် အမေရိကန်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တခွန်စစ်ဌာနချုပ်ဟာလက်ရှိအသုံးပြုနေတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာရုရှားနဲ့တရုတ်တို့ကပိုင်ဆိုင်လာကြတဲ့ hypersonic ဒုံးကျည်တွေအပါအဝင်ခင်မီဆက်လက်နက်အသစ်စမ်းတွေကိုဟန်တာဖို့မလုံလောက်တော့ဘူးလို့မကြာခဏသတိပေးထားခဲ့ပြီးဖြစ်ပါရဲ့ရှင်။